မြန်မာနိုင်ငံအစိုးရဟာပြပစံတင်ပို့မှုကိုတစ်နှစ်ပြီးတစ်နှစ်ပိုတိုးလာဖို့မျှော်မှန်းနေပါတယ်။ဒါ့ပြင်တောင်သူတွေအတွက်အကျိုးအမြတ်ရရှိမှုအနေနဲ့နည်းနေပါတယ်။ဘာတွေကဒီလိုဖြစ်နေရတာလဲဆိုတာကိုတော့ကမ္ဘာ့ဘဏ်ကအခုလအတွင်းမှာပဲထုတ်ပြန်လိုက်တဲ့မြန်မာနိုင်ငံစံစဘာဆိုင်ရာအစီရင်ခံစာကို ကိုကာပြီးသတင်းတာအောင်သူရကပြောပြပါလိမ့်မယ်ရှင်။ မြန်မာနိုင်ငံအစိုးရရဲ့အဓိကဦးစားပေးလုပ်ငန်းတွေထဲမှာလေယာထုတ်ကုန်တိုးမြှင့်ထုတ်လုပ်ရင်းနဲ့စံစဘာပြပတင်ပို့မှုမြင့်တင်နိုင်ရေးဟာထိတ်တန့်ကနေပါဝင်နေပါတယ်။အခုလည်းအစိုးရက2020ပြည့်နှစ်မှာစံတန်ချိန်၄တန်းအထိတိုးမြှင့်တင်ပို့နိုင်မှုမျှော်မှန်းထားပါတယ်။ဒီလိုတင်ပို့နိုင်ခဲ့ရင်စဘာဆိုင်တောင်သူတွေအတွက်အကျိုးမြတ်ရှိလာနိုင်မလားဆိုတာကိုတော့ကမ္ဘာပိုင်ရဲ့အကြီးတန်းစိုက်ပျိုးစီးပွားပညာရှင်ပြောပြချက်တွေထဲမှာတွေ့ရမှာဖြစ်ပါတယ်။ producing more of the same rice and exporting to these two clients China, အစိုးရရဲ့စံတင်ပို့မှုဗျူဟာမှာအကြီးအသေးနှိမ့်တဲ့စံတမျိုးတည်းကိုပဲစိုက်ပြီးတရုတ်နိုင်ငံနဲ့အာဖရိက၃လေးနိုင်ငံကိုပဲတင်ပို့နေပါတယ်။ကမ္ဘာဝယ်လူအားမှကြာတော့ဒီအပေါ်မှာဈေးကောင်းမရပါဘူး။ဒီအတွက်စည်ရမှုလျှော့ချဖို့နဲ့တောင်သူတွေဝင်ငွေပို့ရဖို့အနာဂတ်အတွက်စဉ်းစားကြည့်ရပါမယ်။အကောင်းဆုံးနည်းလမ်းကတော့လက်ရှိ တင်ပို့နေတဲ့အကြီးအသေးနှိမ့်စံတွေအပြင်အကြီးအသေးမြင့်စံတွေကိုလည်းတင်ပို့ဖို့လိုပါမယ်။ဒါကစံတင်ပို့မှုဗျူဟာတွေထဲကကောင်းတဲ့ဥပမာတစ်ခုကိုပြောတာပါ။ခင်ဗျားတို့နိုင်ငံအနေနဲ့ဒီနှစ်ခု ူစလုံးကိုတွဲပြီးလှုပ်တင်တယ်လို့ထင်ပါတယ်ကဘာပန်နဲ့အတူအတမွေးဝမ်းကြောင်းနဲ့စားနေရကဖူလုံရေးရံမုံငွေအဖွဲကပြုစုထားတဲ့အစီရင်ခံစာမှာတော့မြန်မာဆန်ထုတ်လုပ်မှုကိုအရည်သွေးမြင့်ဆန်တွေဖြစ်လာရေးထောက်ပြထားပါတယ်မြန်မာနိုင်ငံကလက်ရှိပြင်ပတင်ပို့နေတဲ့ဆန်တွေထဲမှာ65ရာခိုင်နှုန်းလောက်ဟာရည်သွေးနေတဲ့အမျိုးအစားတွေဖြစ်နေပြီးဒီပေါ်မှာကဘာဝယ်လိုအားရော့ကျနေတာကြောင့်မြန်မာနိုင်ငံအနေနဲ့ဈေးကွက်အခွင့်အလမ်းအသစ်တွေကနေအကျိုးမြတ်ရရှိစေဖို့အရေးအတွက်ထက်ရည်သွေးကိုပိုအာရုံစိုက်ဖို့လိုအပ်နေတာဖြစ်ပါတယ် ူမျိုးစားပေးမယ်။သူပြဲတဲ့နိုင်ငံသား Facebook ကြီးတဲ့စပါကျွန်တော်မျိုးစားတယ်နော်။ဂျမ်းမျိုးစားစနစ်ကြသုံးဆွဲမယ်။သိပ္ပံတိကြကျွန်တော်စိုက်ပြုတ်မယ်။ပြီးတဲ့အခါကျတော့အဲ့ဒီတောင်သူနဲ့ဗဇတ်နဲ့မပြောဘဲနဲ့ဂျူမဆိုင်ခိုင်းတဲ့ဗဇတ်နဲ့မပြောဘဲနဲ့စာချုပ်ချုပ်ပြီးတော့ဒီတရေကထွက်လာတော့စပါအကုန်ဝင်မယ်။ဘယ်စည်းပေးဝင်မယ်။ဒါပုစုံတမ်းမှာဘယ်စည်းပေးမဝင်မလို့ပေါက်စည်းပေးဝင်မယ်။နော်ပေါက်စည်းပေးဝင်မှာကျွန်တော်ကြောတော့လူချင်းလို့မရဘူးလေ။ပေါက်စည်းပဲကျွန်တော်ရမှာပေါက်စည်းပြီးဝင် အဲ့ဒုဂရန်ဒီရှိရမယ်ဧရာဝတီတိုင်းဒေသကြီးဟင်္ဒရာမြို့နယ်ကလေသမားဦးကြည်ရွှေကပြောပြခဲ့တာပါလက်ရှိစိုက်ပျိုးနေရတဲ့စပါးတွေအပေါ်မှာဈေးကွက်အမခံချက်ရှိဖို့ပြောပြခဲ့တာဖြစ်ပါတယ်လက်ရှိပြည်ပစံတင်မှုမှုဟာအည်သွင်းနေတဲ့စံစဘာထုတ်လုပ်မှုအပေါ်မှာပဲအလေးတားနေတာဖြစ်ပြီးအဓိကအနေနဲ့အာဖရိကတိုက်နဲ့တရုတ်နိုင်ငံတွေကိုတင်ဖို့ရောင်းချနေတာဖြစ်ပါတယ် The policy should be the farmer centered and indeed there are the largest အစိုးရရဲ့မူဝါဒဟာတောင်သူတွေကိုဗဟိုပြုသင့်တယ်လို့မြင်ပါတယ် စဘာအထွက်နှုတ်ဟာလည်းရှစ်တောင်အာရှရဲ့အနေဆုံးထဲမှာပါနေပါတယ်။စဘာသီးနှံအည်သွေးကလည်းအရန်ကိုနှိမ်ပါတယ်။မျိုးကွဲမျိုးစုံစိုက်ပျိုးနေတာကလည်းအည်သွေးမြင့်ဆန်ထွက်ရှိလာဖို့ခက်ခဲသွားစေပါတယ်။စဘာမျိုးကွဲများလွန်းနေတာကိုလည်းထောက်ပြခဲ့တာပါ။မြန်မာနိုင်ငံမှာတော့စိုက်ပျိုးနေတဲ့စဘာမျိုးကွဲပေါင်းဟာ၁၀၀ကျော်အထိရှိနေပါတယ်။စံစဘာကဏ္ဍဟာနိုင်ငံစုစုပေါင်းထုတ်ကုန်တန်ဖိုးအလုံးရဲ့33ရာခိုင်နှုန်းမှာရှိနေပါတယ်။စပ်ပြူအေရီယာအားလုံးရဲ့30ရာခိုင်နှုန်းမှလည်းစပါးအဓိကစပ်ပြူတာဖြစ်ပြီး အသက်တင်စိုက်ပျိုးထုတ်ကုန်ရဲ့40ရာခိုင်နှုန်းဟာလည်းစံစဘာပြည့်ဖြစ်ကြောင်းကမ္ဘာပံရဲ့အသွင်မူဝမ်းကြောင်းမှုနဲ့စားနပ်ရိက္ခာဖူလုံရေးရန်မှုငွေအဖွဲ့ကပြုစုထားတဲ့အချက်လက်တွေမှာဖော်ပြထားပါတယ်။နိုင်ငံတော်ကလည်းဝအောင်ကြည့်ရတယ်ကွာ။နိုင်ငံသားဝင်ကလည်းရှာပြီးရတယ်ကွာ။အဘတို့လည်းကမှာဒါပြင်းနဲ့အစင်းရဲဆုံးဖြစ်နေတယ်ဆိုတဲ့အခါကျတော့အဘတို့လည်းကမှာတွေကအမတန်ဝင်းနေစရာကောင်းတယ်။ကမ္ဘာပံရဲ့အစီရင်ခံစာမှာမြမစံတင်မှုမှုကိုနှစ်ဆမြင့်တင်နိုင်မယ့်အလားအလာကောင်းတွေရှိနေတယ်လို့ဖော်ပြထားပါတယ်။စံစဘာဆက်ပြိုးထုတ်လို့ရတဲ့အတွက် ကောင်းမွန်တဲ့စိုက်ပျိုးရေးဆိုင်ရာမူဝါဒရှိနေဖို့အရေးကြီးတယ်လို့လည်းထောက်ပြထားပြီးလက်ရှိအသုံးပြုနေတဲ့ဆန်ဆက်တွေဟာလည်းဟောင်းနှဲ့နေပြီးနှစ်စဉ်စံတန်းချင်းအများအပြားဆုံးရှုံးနေရတယ်လို့ပါသုံးသပ်ထားပါတယ်